ဒီနေ့ကတော့ငါးဦးဝက်စီဘက်တွေနဲ့အခိုးပွန်းထမ်းအောင်စားရမယ်ပအုံးရည်နဲ့ချက်တဲ့ဒဝဲမုတ်တီအပြင်ကကြေးကိုက်ကိုဟော့တီလို၄၅ရောက်စာဘန်လိုက်ကြီးမှာလို့ရပြီးဘိတ်ဒေတာထွက်ရာဒီပေါ်စားရပါရတယ်ဦးချစ်မောင်လမ်းမပေါ်ကဆိုင်လေးကိုခေါ်သွားမှာပဲဖြစ်ပါတယ်တော့ဘိတ်စားစာလေးစားခြင်းလို့ကျွန်တော်ဒါဗဟန်းမျိုးနဲ့ဦးချစ်မောင်လမ်းမပေါ်ကျွန်တော်ဒါတာမွေသသားမတက်ခင်ပေါ့နော်ဇေနာပန်းချန်ရှိမှရှိတယ် ်ဟောက်ဆော့မိတ်ဆိုတဲ့စိုင်လေးမှာလာစားပါတော့နော်ဒါကြတော့ဘိန်စားစားအစုံရရတယ်ပြီးတော့ဘိန်လေးရစစ်စစ်တွေစားမှာပါတော့အဲ့တော့အချိန်မှာဘယ်လိုမီနူရှိမလဲကျွန်တော်ဘာလေးစားမလဲဆိုတော့ပတ်ကြအောင်လိုက်ခဲ့ပါတော့နော်ဒီမှာကြတော့ဘိတ်ကက်ကြီးကိုက်ကိုမှာကျွန်တော်ဒါပုံမှန်ပွဲနဲ့ပွဲကြီးရှိရပါတော့နော်အဲ့ဒါကိုမှာကြက်ဝက်ပင်လေတာရမယ်ကကျန်နေပင်လယ်သားနဲ့လည်းရောလို့ရတယ်ဝမ်းနဲ့ပင်လယ်သားလည်းရောလို့ရရပါတော့အဲ့ဒီပြုံမှာတော်ပင်နေနေဆိုရင်လေဂုံးတို့ကြောက်ကြောင်ဝဲဦးကြောင်ဝက်စီဘက်ပစုံကြောက်ပီချာကွေးကြက်ဦးကြောင်စသဖြင့်တော်ပင်နေနဲ့ထက်ထည့်ပြီးစားလို့ရရပါတော့ဘဝင်ကားအတွက်ဆိုရင်လည်း၃မျိုးရှိရယ်ဂျိုးရယာမွေင်က ဗိမုံရင်ကဒဝေမုတ်တီပေါ့ပင်လယ်သားနဲ့ပတ်သက်တဲ့ဟင်းရီပြီးတော့သမင်းကျော်အခြားအတုပ်တွေလည်းရှိရပေါ့နော်အဲပြုံမှာဗေရိုးရာအချိုဝဲလေးလည်းရှိသေးတယ်ဒါအရင်ဆုံးဒဝေမုတ်တီလေးမှာစားထားတယ်ဒီဒဝေမုတ်တီလေးကတော့အလို့ဆိုရင်1500ဘာဦးနဲ့ဆိုရင်တော့900ဝက်စီဘက်နဲ့ဆိုရင်4000ပါပေါ့နော်ကျွန်တော်ဒါနှစ်မျိုးလုံးထည့်ပြီးတော့စားပါရဲ့ဆက်ဆောင်ကြပါဦးမြို့ဒီစင်းရောမြို့ဒီမော်ရောထည့်စားလိုက်ရပါပေါ့နော်ဘာဟုတ်လဲငချင်းကိုတုံးတာပါနော်။ငါတို့တွေကစားလိုက်တာနဲ့စိတ်နေတာပဲ ူပူဆက်ဆက်လေးနဲ့အခုမှပဲချွေးထွားပါပဲရှယ်ပဲကျွန်တော်ကတော့ကျွန်တော်ဒဝဲမုတ်တီလေးစားပွားရေးဆိုတော့အကွာဘိတ်ကက်ကြီးကိုက်လေးကျွန်တော်မှာထားရပါတော့ဒီဘိတ်ကက်ကြီးကိုက်လေးကကြာတော့ပုံမှန်နဲ့ပွဲကြီးရှိရယ်ပုံမှန်ပွဲကတော့6500ပေါ့အခုလိုမျိုးပွဲကြီးဆိုရင်တော့2800ကျပ်ပေါ့နော်ဒီထဲမှာဆိုရင်တော့ကြာတော့ပဇွန်ကဲမောအဲ့ဒီပြုံမှာစက်သားနဲ့မှမယ်ဆိုရင်စက်သားကြက်ဦးချောင်းပါရဲဝက်သားနဲ့မှမယ်ဆိုရင်ဝက်သားဝက်ဦးချောင်းပါရဲပေါ့နော်အဲ့လောက်မှကိုကတခြားတော့ပင်းနေပါလေထက်ထိပ်ပြီးစားလို့ရတယ်ပေါ့နော်ဒီတပွဲဆိုရင်တော့ကျွန်တော်ထင်တာပေါ့နော်၃လရောက်တော့ကောင်းကောင်းလေးကိုစားလို့ရပါပေါ့နော် ပဲမောက်ချင်းလေးရဲ့မှာဆိုရင်လည်းသူကပအုံးရည်ရဲ့ပြီးတော့မြုပ်သီးလေးရဲ့သာအာပဲမောက်လေးရဲ့နဲ့ပေါ့နော်တော့ဒီမှာတော့ကျုပ်ကခါရောကြော်ထားပါတော့ပဲကကြီးကကြတော့ပူပူလေးစားမှပူရတာရှိရပါတော့အဲ့ဒီပြုံကဒီဘက်ကပဲမောက်အချင်းလေးရဲ့ပြီးတော့ပအုံးရည်ရဲ့အရသာလေးရဲ့မြုပ်သီးဆက်ဆက်လေးရဲ့နဲ့ပေါ့နော် ဝါပလုတ်ပေါ့နော်ဒါဘိတ်ဒေသမှာပဲတော်ဝါရဲ့ပုံစံလေးပေါ့နော်ဒီမှာဆိုလည်းရပါတယ်အခုကကြောက်တာဝါပလုတ်ယာတီလေးပေါ့နော်ဒီဝါပလုတ်ဖက်လေးရကြောက်လေဂျယ်လီလေးလိုပဲဝါတာပုံမှန်ဆိုရင်တော့လေအရာကခပ်ပေါ့ပုံစံလေးကြော်ထားပေးပြီးရောကိုယ်တကယ်လို့ချင်ကန်ဆက်မှစားခြင်းနဲ့ဆိုတော့ချင်ကန်ဆက်လေးလည်းပြောပြီးမှလို့ရပါတော့ ဒီဆိုင်ရဲ့ပန်ရှင်မအိုကဘိတ်တူစစ်စစ်ဆိုတော့လေဒီဆိုင်ရဲ့အစားအစာလေးရာဘိတ်လေးရာစစ်စစ်လေးစားမှာပေါ့နော်အခုစားမှာလေးကဂုံးမဆက်လာကြပါတော့တော်ဂုံးချစ်ဆက်လည်းရသေးတယ်အနည်းရတာလေးကလေစက်သားအချိုချက်ရတာလေးနဲ့တူပြီးတော့မှဘုံသားရဲ့ထွတ်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 လေးနဲ့ပေါ့နော်တခမင်းလေးနဲ့စားပို့ပြလိုက်ခက်လိမ့်မယ်ဒါလေးကကြတော့ဘိတ်ဘက်မှာရှိရဲ့ဒိုင်းရေးဆိုရဖြော်ရည်လေးပေါ့နော်ကြိုးကကြတော့ကော်ဖီရဲ့တမရရဲ့တကြားရဲ့ရောပြီးတော့ဖြော်ထားတဲ့ပုံစံလေးပေါ့နော် ူကချိုးချင်ခါပုံစံလေးပစုံစိမ့်တုပ်လေးပါအနှစ်ကြာချိုးချင်ဆက်သက်တယ်ဒါလေးကတော့ဂုံးဟင်းညို့ပေါ့နော်သူလည်းချင်းဆက်ရတာလေးပဲကျွန်တော်ဆိုလည်း time mine ညာဒါလေးတောက်လိုက်မှလမ်းသွားခုနဘိတ်ကကြီးကြိုက်လို့တော့ကျွန်တော်ပါဆယ်ယူသွားမယ်တော့เนาะအဲကျွန်တော်ကဒီမှာအုံသမင်းနဲ့ကြက်သားလေးစားခြင်းလို့ထပ်မာထားလိုက်ပါတယ်ကြက်သားကိုလည်း share အသုံးကြီးပေးရနော်ပေါင်ချမ်းလုံးကြီး ။ဟုတ်တမင်းရလဲမှာကြောင့်ဝါဝါလေး။ကျွန်တော်မြင်မှုနေကြတော့အဖြူပဲပေါ့နော်။အငွေ့တွေကိုထောင်းနေရပဲ။အခုလိုအောင်ထမင်းနဲ့အခြားအစားအစာတွေကိုပွဲလန်းတပင်းတွေအတွက်အထူးအော်ဒါတည်တက်မှာခြင်းနဲ့ဆိုရင်လည်းရပါရဲ့နော်။အုံးတမင်းလေးရလေအုံးကြီးနဲ့မွေးမွေးလေးနဲ့ဥမာစက်သားကလည်းနူးဣညာပဲအနစ်ကလည်းတော်တော်ရတာရှိရဲ့ဒီမှာကျတော့ဖေးရိုးရအချိုခွဲလေးလည်းရတယ်ရလေးဆိုတာမဟုတ်အောင်ပါပေါ့နော်ဒီဘက်ကကျတော့မုတ်ခွဲသိပ် ဒါလေးကကြတော့မျှော့မို့ဒီဘက်ကကြတော့မုံလုံးအုံးလို့ပေါ့နော်ဒီမုံလုံးလေးကကြတော့အထင်းပါတယ်အုံးယူလေးပါပြီးတော့အရသာဆင်းဆင်းလေးနဲ့ညီပဲနှမ်းလို့ပြီးတော့ကြားရဲ့အာချိုးတဲ့စိတ်နဲ့အရသာလေးနဲ့ပေါ့နော် ကျွန်တော်ဒီနေ့ကတော့ဘေးစားစာလေးရတယ် House of Mate ဆိုတဲ့စိုင်လေးမှာလာစားကြရပဲဖြစ်ပါတယ်စိုင်လေးစာလေးကတော့ဗဟန်းမျိုးနဲ့ဥချမောင်လမ်းမပေါ့နန်းစုံမှတ်တိုင်းရတနာပန်းချံနဲ့နဲ့ချင်းတိုင်းမှာပဲရှိပါတယ်စိုင်ဖုတ်ချိပဲချင်းလေးကတော့မနက်၈နာရီနဲ့ည၈နာရီဖြစ်ပါတယ်ဒီစိုင်လေးကကြတော့ Terminal M နဲ့ M Tower ခုကောမှာဆိုရင်လည်းစိုင်ခွေးလေးရှိရပေါ့နော်ဒီမှာဆိုရင်လည်းဒါဘေးစားစာလေးသွားစားလို့ရပါတယ်နောက်ပြီးလို့ကျွန်တော်ဒီမှာဆောင်းစားလိုက်ပါအောင်နောက်လည်းကျွန်တော်ဘေးစိုင်လေးပင်ချက်လေးခေါင်းလို့ဆိုဆက်လုပ်လိုက်ပါအောင်တဒါ